အဲဒီနေ့မြန်မာနေဆန်း6ရက်ပါဗျာဦးတကူလာပြီကျော်10ရက်ဧပြီလ22ရက်နေ့ပါဗျာဦးကြီးရောက်ရှိနေတဲ့နေရာကတော့မန္တလေးခရိုင်အနောက်ဘက်ပါဗျာဟိုမန္တလေးငလျင်နဲ့ပတ်သက်ပြီးတော့ဟိုဗတ်တန်းလေးတွေကြံခဲ့အောင်ဟိုဒီနေ့ကနေစပြီးတော့ညှိကူးနေတာပါเนาะ အဲဦးတင်တက်နိုင်တာကတော့တာသမီကအစာအုပ်တွေနဲ့ပတ်သက်ပြီးတော့တက်နိုင်ပါတယ်။တစ်မျိုးလုံးအစာအုပ်တွေကြတော့ဦးကစိတ်နားမလည်ဘူးပေါ့နော်။အဲတော့တစ်မျိုးလုံးအစာအုပ်ကတော့တခြားသူတွေတောင်းရင်ကြပါဗျာ။ကျွန်းတို့တိတာလောက်ကတော့ကရေဝေါ်တို့အဲစကိုင်းဗီလာတို့ဒီလောက်လေးပဲတိတာပေါ့နော်။အကျန်းနဲ့ကြီးကြီးမားမားတွေလည်းအများကြီးရှိအောင်ပါ။အခုကြည့်လိုက်ပါဗျာ။အဲဒီမြင်တွေ့နေရတာတော့ဒါဖခင်အနောင်ကိုချင်းတည်းကြီးနှကောင်ပါဗျာ။အဲ့တော့ချင်းတည်းကြီးနှကောင်ကတော့ တောင်တလင်းခါသွားပြီပေါ့ဗျာအုတ်ခုံပဲကျန်တော့ပေါ့နော်အခုမြင်တွေ့ရတာတော့ဘုရားကြီးအနောက်မုတ်ဆောင်းနှမ်းပေါ့ဗျာရှင်းလင်းပြီးသွားပြီဆိုလို့ရှိရဲ့အဲဒီပြိုကျတဲ့ပုံမတမ်းမကြံခဲ့မှာဆိုလို့ပေါ့နော်ကဲအဲ့ဒါလေးကြည့်ပါဗျာဒါနောက်မုတ်ပြိုကျနေတာဟုတ်တောင်ဘက်ကနေဖေးတိုက်ရဲ့အဲ့ဒါလေးကြည့်ပါနော်ကဲအဲ့ဒါတော့တောင်ဘက်ကဖျားတွေပါဗျာရေဒီပထိုးတွေပါဗျာဟုတ်မယ် ။ဆောက်ထိုးမိုးမြုပ်ဖြစ်ကုန်တဲ့သဘောကိုတွေ့ရပါတယ်နော်။ဟာအဆူဆူပါပဲ။ကဲအဲ့မှာတတ်တိုင်းလေးလဲပြိုနေတဲ့ပုံစံကိုကြည့်ပါဦးဗျာ။အဲခါကနေကျိုးပြီးတော့နော်ခပိုင်းပိုင်းကုန်တာပါနော်။ဒီလီဘရိုးတွေကတော့ခီးတော်တယ်မကပါဘူး။ခီးတော်အောက်ပိုင်းကအကုန်လုံးပြိုကျကုန်တာပါနော်။ကဲဘုရားကြီးရဲ့နောက်ဆုံးနှမ်းကိုမြောက်ဘက်ကနေတစ်ချက်ရှိုးကြမှာဗျာကဲဟဲ့လားတော့ဘုရားကြီး အနောက်ဆောင်တန်းဗျဒီမြင်ကွင်းကတော့ချင်းသင်းနှကောင်ပြင်ကွင်းပေါ့ဗျာအဲချင်းသင်းနှကောင်ပြောင်တလင်းခါနေတဲ့ပေါ့ချင်းသင်းနှကောင်ထွက်လာတဲ့အပိုင်းစာအုပ်ရိုးတွေကတော့ဒီဘက်ကိုရောက်ပုံနဲ့တူပါတယ်ဒီအုပ်ပုံတွေပေါ့နော်အဲဒါကတော့ဘုရားကြီးနောက်ဘက်ဆောင်တန်းမဟုတ်ဦးပြူကြတဲ့မြင်ကွင်းပေါ့ဗျာဆောင်တန်းကိုကြော်ပြီးဟိုဘက်ကိုကြည့်လိုက်ရင်လေအပြူအပြက်တွေအများကြီးတွေ့ရပါတယ်နော်ဒါကတော့ ရွှေတော်ကြောင်းတက်ကြီးဗျခရိုင်အနောက်မုတ်ဆောင်းနှန်းနဲ့ကက်ရက်ပါပဲနော်ကာလန်လေးပဲခြားတာပေါ့ကဲအုတ်ဒရိုင်းကိုကြည့်လိုက်ပါအောင်ဗျအုတ်ဒရိုင်းပြိုးနေတဲ့အနေအထားလေးတရားဆိုလို့ရှိရင်တရက်တလ62ခုနှစ်ကလူရန်ထားတာနော်ရှစ်ခက်ကဆိုတော့အုံနဲ့လောက်ရတာပေါ့နော်ဒါကတော့ခုအပေါ်ရံမှာပဲအဲ့ ပြန်ငုံထားတဲ့သဘောနဲ့တူပါရဲ့အတွင်းမှာတော့အုတ်ကြီးတက်တက်ပါနော်အဲဟိုအော်ဒရိုင်းကိုတစ်ချက်ရှိုးပါအောင်အရွှေဆောင်ကျောင်းတိုက်ရဲ့အော်ဒရိုင်းကြီးပါကွာဟိုမှာအုတ်ချက်တွေကိုကြည့်ပါလားဒီမှာအုတ်ချက်တစ်ချက်ရှင်းစီပါမောဒုရအနေနဲ့ကောင်းတာမှန်တယ်ပေါ့နော်ဒါပေမဲ့ဤစနစ်အနေနဲ့တော့အဲဘီလက်မီတို့ဘာတို့ညာတို့ ဲ့ဒီခေအဲ့ဒီခါကမပေါ်သေးတဲ့သဘောပေါ့ဗျာပါဝင်မှုမရှိဘူးပေါ့အဲ့ဒါလေးကိုတွေ့ရပါတော့ကြယ်ဒီမှာတစ်ချက်ကြည့်လိုက်ပါမြင်းကလေးမှတ်တမ်းလေးတွေလိုက်တင်နေတာပါနောက်တစ်ချိန်မှာဒါတွေကပုံမြင်လို့ယူဆမှာစိုးလို့လေ2025ခုမလ28ရက်နေ့မွန်လွယ် စနနိုင်50လောက်မှာပေါ့နော်လောက်ခတ်သွားတဲ့မြင်းကလေးကြီးပေါ့ဗျာအင်းအားတော့စကေးခွန်တသမခွန်ရှိပါတယ်နော်အပြင်ဘက်ကနေမြင်ရတဲ့ဟိုအသားကိုအုံနဲ့ညှက်ထားတယ်အုံညက်ကြောင်းပေါ့1358ခုနှစ်ကတော့ပေါ့အဲအုံညက်ကြောင်းနေခိုင်နေခိုင်နေနဲ့ အဲဒီကြောင်းကြတော့မခိုင်ဘူးဖြစ်သွားတာပေါ့နော်အဲတခုခုလိုအပ်လို့လည်းဖြစ်သွားတာပေါ့နော်ကဲဒါတော့ဖရာကြီးအနောက်မုတ်ဆောင်းနှန်းကကောင်းမှုရှင်ကပီးလေးကိုတွေ့ရတာပေါ့နော်ဘိုးဘုံမျိုးကတဲ့အောက်ပိုင်းရဲ့ဖရာဒါရိုက်ကဥအောင်မြဖရာဒါရိုက်ကမှဒေါ်တော်မိသာသမီမြေတစုကောင်းမှုနတ်လူသားတို့ခေါ်စီတော့ကဲ ိုကြသွားတဲ့အနေထားကိုတော့ကြည့်လိုက်ပေါ့ဗျာအဲ့ဒါအုတ်ခုံကြီးပါဗျာအဲ့ဒါအုတ်ခုံကြီးပါနော်တိုင်ကကျိုးသွားတဲ့အခါကျတော့အုတ်ခုံပေါ်မှာအမျက်နှက်ချက်ကြီးကကျဟိုလူတရက်တော့မလောက်တော့ဘူးပေါ့နော်အဲအဲ့ဒါလေးမြင်စေချင်တယ်ဗျာကဲဒါတော့ဖရာကြီးမုံဦးကိုတောင်ဘက်ကနေရိုက်ထားတာပါဗျာ အဲဖရားတွေတန်းစီပြီးဇီဒီဖလိုတွေနေနေတာပဲနော်အဲဇီဒီဖလိုတွေနေနေတာကဲဟာတော့အဲ့ဒီနဲ့ကဲ့ရက်ပဲကဇီဒီပထိုးတွေအများကြီးရှိတဲ့နေရာဒီမှာလဲချင်းသေးကြီးတွေပေါ့နော်အဲဒါဆိုရင်တော့ချင်းသေးကြီးပေါ့နော်ဒီမှာလဲချင်းသေးကြီးပေါ့ဟိုမှာနေပြထားတဲ့နေရာဇီဒီတော်ကြီးကြာ ဟိုထပိုင်းကျိုးသွားတယ်ပေါ့နော်ဒါဖရာကြီးပရဝဏ်နဲ့ပဲရှိပါသေးတယ်ကွာဖရာကြီးပရဝဏ်နဲ့ရှေးအောင်စီဒီပထိုးတွေပါနော်အဲမြင်တဲ့အတိုင်းပါပဲဒီနေရာတော့ရှင်းလင်းပြီးသွားပြီကြာဟိုလမ်းဘေးနဲ့မလွတ်လွတ်ရှင်းလင်းလိုက်တာလားဘာလားတော့မသိဘူးပေါ့နော်ဒီဒီပထိုးအပြိုအပြတ်ကဲမြင်တဲ့အတိုင်းပါပဲကြာအဲဒါဆိုရင်ဒါဖရာကြီးရဲ့ အနောက်မုတ်တောင်ဘက်အစွန်ဆုံးကိုရောက်သွားပါပြီခင်ဗျာ။ဘုရားကြီးရဲ့ပရဝံပေါ့တနည်းအားဖြင့်ပြောတော့စနေတော့မှာလာနော်။ဘုရားကြီးရဲ့စနေတော့ကဲအဲ့ဒီမှာဇေတိဘလို့တွေကိုကြည့်ပါဦး။ကဲဟာလာကတော့ဇီလီပသူပြူသွားတဲ့အုပ်ပုံပဲဗျာအုပ်ပုံပဲကြံတော့တယ်ဆိုတဲ့သဘောပေါ့နော်အဲဒီမှာမြင်တဲ့အတိုင်းပါနော် ုံမရှိအောင်တဝဲဝဲဖြည်းစည်းဥဇော်ထားတဲ့အစီအစဉ်ကိုကြည့်လိုက်လေဟိုခေါင်းရက်ကလေးပဲ့လာတော့နော်မကြခင်ပြုန်နေတော့ဘောနော်ဒါလေးအခုဖျားကြီးအနောက်မို့ကိုဖျားကြီးပြတော်ဝအတွင်းကနေရိုက်ကူးနော်ဘောနော်ဟိုမြင်တဲ့တိုင်းပဲအပြူပြတ်အဲနောက်တစ်ချိန်မန္တလေးမှာလုခတ်တဲ့မြင်းကလေးဟာခွန်တက္ကမခွန် င်အားရှိတဲ့အကြောင်းနဲ့သာသနိကအဆောက်အဦတွေဒီလောက်ထိအောင်ကြီးကြီးမားမားထိခိုက်ဆုံးရှုံးခဲ့ရတယ်ဆိုတာလေမှတ်တမ်းကြံအောင်လို့လိုက်တင်နေတာပါနော်ကဲဟာဖရာကြီးအနောက်မဟုတ်စောင်းတန်းဗျဒါအတွင်းနေရာနေပြီးတော့အပြင်ကိုရိုက်ပြနေတာပါနော်ပထမဦးဆုံးရိုက်ပြတော့ကတော့အပြင်ဘက်ကနေရိုက်ပြတာအခုအတွင်းကနေအပြင်ကိုရိုက်ပြနေပါတယ်အဲဖရာကြီးဆောင်းနှောင်းဆောင်းနှဲ့ပြူကြမှုမြင်ကွင်းပါဗျာ။ကဲအားလုံးကြည့်ပါ ကဲဒါကြီးကတော့မိတိုင်းပါဗျမိတိုင်းနေရာတော့ဟိုမှာနေရအဲစောင်းနိုင်ရဲ့ကဲ့ရဲ့ဝါရောင်အုတ်ခုံလေးပေါ့ဝါရောင်အုတ်ခုံလေးအောက်မှာအညိုရောင်အုတ်ခုံကြီးရှိတယ်ဗျအဲအုတ်ခုံလေးကမခိုင်ခန့်တဲ့အတွက်ကြောင့်ဒီဓမိတိုင်းကြီးဟိုလမ်းသွားလမ်းလာထိကမကျွလို့ထုတ်ထားတဲ့သဘောပေါ့ဗျာနော်ကဲစောစောကတော့ကောက်ထိုးမှုမျိုးတွေ့ရတာအပြင်ဘက်ကနေတွေ့ရတာပါနော်အခုတော့ဒါအတွင်းပန်းကိုရောက်လာ ကဲဟိုကတော့ကဏ္ဍကုတိဓမ္မယုံပါဗျာအတွင်းမှာနေလဲရိုက်ပြပြပါဦးမနော်အဲအဲ့စီဒီတော်ကြီးအဲ့ဒီမှာဓမ္မယုံကြီးအဲအတွင်းတတိတော်မဝင်တော့ပါဘူးနော်အဓိကအမှတ်တမ်းလေးသဘောသိစေချင်လို့ပါအသေးစိတ်ကတော့ဌာနဆိုင်ရာတိုင်းမှာအမှတ်တမ်းရှိပါတယ်နော်ကဲဒါတော့ဖျားကြီးအနောက်မုံဆောင်တန်းကို အပြင်နဲ့အတွင်းဆက်ထားတဲ့နေရာပါနော်ဥမာအုပ်ရိုးကြီးပေါ့အဲ့ဒီ မဟုတ်ဦးရနေဖရာကြီးတဲ့ကိုဝင်ရတာကြာဘောကမှာတော့ဖရာကြီးအတွင်းပုံစံကိုဆက်ထားတယ်နော်ရင်းရင်းတော်ရောက်တယ်နဲတဲ့ဒုတယ်ကြီးမဟုတ်ဘူးအဲ့ဒီဒုတယ်ကြီးကိုလည်းခါချကြပါဦးထီးတော်ပါပြုတ်ကြတယ်လို့ကဲဟိုကတော့ဓမ္မရှင်ပြအမိတော်ဘာရှင်ကိုအမှုထားရေးဆိုအောက်ကပါတယ်နော်အဲဥပခင်ဒါဆိုကောင်းမှုပဲ